စစ်တွေမျိုးကနေမိနစ်20လောက်ဆိုင်ခင်နဲ့တွားရင်ကားလမ်းနဲ့မလှမ်းမကမ်းမင်းကန်ရက်ွက်လို့ခေါ်လို့ရတဲ့နေရာမှာရခိုင်တိုင်းရင်းသားဒုက္ခတဲ့အိမ်တော်စု150တစုကိုလုံညွင့်ရင်အလုံးရည်150တခုနဲ့နေရာချထားပေးတာဖြစ်ပါတယ်။အဲ့ဒီလုံညင်းအိမ်တွေရဲ့တံမိုးဟာတလုံးကိုကြက်ငွေ23သိန်းကုန်ကြတယ်လို့ကြားသိခဲ့ရပါတယ်။ဆိုတော့ဒါကတော့မင်းကန်ဒုက္ခတဲ့စခန်းမှာရှိတဲ့အိမ်တလုံးစီမှာအစိုးရစောက်ထားပေးတဲ့ဒါအိမ်သားတွေပါပဲ။ဒါသို့တော်လည်းအိမ်သားတွေပြဿနာကျွန်တော်တို့ အောက်ကိုဘာမှကျင်းရနေတာမဟုတ်တဲ့အတွက်ကြောင့်ဒီမှာအပေါ်လေးသွားလို့ဘယ်တော့မှမဖြစ်နိုင်ပါဘူးနောက်တစ်ခုကနေတဲ့အိမ်နဲ့ကပ်ရက်တွေဖြစ်ပါတယ်ကလေးတင်ငယ်တွေရှိတယ်ဆိုတဲ့ခါကျတော့ဒီမှာနေထိုင်တဲ့သူတွေပြောပြရတာတို့ကဒီအိမ်သားတွေဘလို့မှသုံးမရတဲ့အတွက်ကြောင့်ဟိုးအဝေးကြီးမှာသွားပြီးတော့ဖြစ်တယ်လို့ဖြေရှင်းနေရပါတယ်ဒါပေမဲ့ပြဿနာဒီမှာလဲမြေရတယ်ဒီထက်ပိုပြီးတော့မရှိတော့ဘူးတော့ရေရှည်မှာအခုကရောက်ခါသာတလပဲရှိပါသေးတယ်အခုတူးထားတဲ့အိမ်သားကျွင်းတွေကအောက်ကိုလည်းမနှက်ဘူးအပေါ်ကနေပြီးတော့မှဖြစ်တယ်လို့ဒီကျွန်တော်တို့ အိမ်သားကိုပလတ်စတစ်ပိုက်နဲ့တွေထားပြီးတော့မြေကြီးပွားနေတဲ့ဒီသဲမြေအောက်ကိုအနက်ကြီးမတူရဲနဲ့အပေါ်ကနေကျွန်တော်တို့ထရန်နဲ့ပြင်ပြားလိုက်တစ်ခုနှစ်ခုကာထားတဲ့အဆင့်ပဲရှိပါတယ်ဒီလိုအင်သာမျိုးမှသာဒီအိမ်အလုံးတိုင်းကသွားခဲ့မယ်ဆိုလို့ရှိရင်ဒီအိမ်နေရာဘလို့မှနေလို့မရတဲ့အဆင့်ရှိပါတယ်ရေကိစ္စကလေးတို့တို့လေးဆိုရကြဘာဖြစ်ဆိုတော့ကျွန်တော်တို့300ဒါလေးဒီပဲ ပါပြတာလေးတွေဒီရင်ဟိုအနေထားကလေးတော့ပင်ငတ်ဆင်လောက်မှမဝေးဘူးဇာအင်တာနက်ဟိုညနေဆိုတော့ကျွန်တော်တို့ပြီးရင်ဒီဓမ္မရှက်မဲ့အခိုင်းတွေပါတယ်လေအကုန်လုံးမပါဘူးဇာကျွန်တော်တို့ဓမ္မရှက်စရာမရှိ မြေမရှိဒီအင်အပေါ်တစ်ခုတည်းပဲဇာဆိုတော့ကျွန်တော်တို့သွားပြသမိမျိုးတွေနဲ့အကုန်လုံးအဆင်မပြေဘူးဇာစစ်တွေမျိုးမှာအကျံဖက်ပြိပခါတွေပြီးနောက်ပိုင်း ရခိုင်တိုင်းရင်းသားမိသားစုတထောင်ကျော်လဲအိုးမဲ့အိမ်မဲ့ဖြစ်ကုန်တာပါအဲ့ဒီလိုဒုက္ခသည်ဖြစ်ရတဲ့အထက်မှာနှမျိုးတွေ့ရပါတယ်အခုမင်းငံရက်ွက်မှာလုံကြီးအိမ်တွေနဲ့နေရသူတွေကအရင်ကစစ်တွေမှာအိုးပိုင်အိမ်ပိုင်မရှိခဲ့ပဲနှားရနေသူတွေဖြစ်တယ်လို့သိရပါတယ်အိုးပိုင်အိမ်ပိုင်ရှိခဲ့သူတွေကိုတော့ပိုကောင်းတဲ့လုံကြီးအိမ်လေးတွေဆောက်ပေးပြီးအစိုးရကစစ်တွေမြို့အနီးမှာနေရာချထားပေးခဲ့မှုပါတယ်အဲ့ဒါက2013ခုနှစ်မိုးရင်းလောက်ကပါအဲ့ဒီပထမအတုပ်ကမိသားစု600ကျော်ရှိပြီးလုံကြီးအိမ်တွေတိစောက်ထားပုံကပိုကောင်းပါတယ်ဒီကလည်းလက်ရှိမင်းငံရက်ွက်တဲ့ပိုတက်ပြီး အများသုံးနိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။မင်းကန်စခန်းမှာအင်ဂျီ150ကျော်အတွက်လက်နဲ့ဆွဲပြီးတင်ရတဲ့မောင်းတံပါတဲ့ရေငုပ်ဆယ်ငုပ်ရှိပါတယ်။တစ်လအတွင်းနှစ်ခုကပြက်ပြီးသုံးမရတော့ပါဘူး။ရေကလည်းနင်းနေလောက်အခါကြီးရှိပါတယ်။ရေတွေကပြားတယ်ဆက်ပြတ်တူးလို့မရဘူး။ဒါလိမ့်နေသူဆက်ပြတ်တူးလုံးဝမရ။အဝဲချော်လို့မရ။အမြုပ်မထွက်ပါ။မပြောက်ဘူးကတော့ဇဝတာမြောက်ပါတယ်။ကလေးတွေကအဲ့ဒီငုတ်ကရေတွေတောက်ပြီးဝမ်ပြက်ဝမ်ရှော့ယောဂါတွေအဖြစ်များနေကြတာတွေ့ရပါတယ်။ဝမ်ပြက်ဝမ်ရှော့တဲ့ဆေးဝါးကိုတော့ MSF အဖွဲ့ကပေးပြီးကြံတဲ့ဆန်စီစတာတွေကိုတော့ကမ္ဘာစားနပ်ရိက္ခာအစည်းအဝေး WFP ကမျှဝေပေးပါတယ်။ဒါဒီအိန္ဒိယရဲ့နောက်ထပ်ပြဿနာတစ်ခုကတော့ဒီစောက်ထားတဲ့တစ်ရဲ့ခိုင်မာမှုမရှိတာပေါ့နော်။တစ်တရာအရန်ပွားတယ်ကျွန်တော်ဒီမှာတက်နေလိုက်ရင်ဒီမှာကြိုးကြမယ်လို့ထင်တယ်ကျွန်တော်မနေရင်ဘူး။ဒါပေမဲ့ဒီတစ်တရာအရန်ပွားတယ်ကျွန်တော်ဒီမှာတက်နေလိုက်ရင်ဒီမှာကြိုးကြမယ်လို့ထင်တယ်ကျွန်တော်မနေရင်ဘူး။တက်နေလိုက်ရောဒီမှာကြိုးကြမယ်လို့ထင်ရကျွန်တော်မနေရဘူးအဲ့လိုမျိုးဖြစ်တယ်ဒီဒီတကားလဲဒီလိုပဲဒီမှာလှုပ်ထားတဲ့တကားဟာဖြစ်တယ်လို့ပဲလှုပ်ထားတယ်ဆိုတော့ပြောရလို့ရှိရင် ယာယီစခန်းတစ်ခုပုံစံမျိုးစောက်ပေးထားတဲ့သဘောမျိုးဖြစ်တယ်အစိုးဆုံးကတော့ဒီတစ်တရားအခုရေနံကြီးတုတ်ထားတယ်လို့ထင်ရပေမဲ့ဒီဟာလေးကပွားပွားပြီးတော့တစ်အပေါ်စားတွေလုတ်ထားတယ်မိငန်ရက်ောက်ကစခန်းမှာလူကြီး6ဝါကျော်ရှိပြီးတော့တဝက်လောက်ကကလေးငယ်တွေဖြစ်ပါတယ်ကျွန်တော်တို့ရောက်သွားချိန်မှာသုံးနှန်းစာမွေးပွဲဖြည့်ပြီးစအချိန်ဖြစ်ပါတယ် လွင်ဒီခေါင်မြေမှာစောက်ထားတာရဲ့ရောက်ခါစားဖြစ်တာကြောင့်အိမ်တွေကပြတင်းပေါက်တွေနားမှာလာတဲ့သူတွေကိုငေးကြည့်နေတဲ့ကလေးငယ်တွေရဲ့မျက်နှာဟာအားငယ်မှုအရေးရောင်တွေတန်းနေတာကိုသတိထားမိပါတယ်။ကလေးများစုဟာစစ်တွေမျိုးတွေကနာစီရက်ကွက်နဲ့တခြားနေရာတွေကကျောင်းနေမှာပညာသင်ကြားနေကြတာဖြစ်တဲ့အတွက်ကြောင့်သွားလာရေးအတွက်၃ဘင်းလို့ ferry ၃မျိုးတော့နေစဉ်သွားရပါတယ်။ကလေးတွေကြောက်ခနေပြီးသားကသုံးဘင်းသုံးဘင်းနဲ့လွှတ်ပါလို့ပြောတယ်။အဲစာတန်ကျောက်ကို။ရေကျွန်တော်တို့ကပြီးသားကဒီသုံးဘင်းငှားလိုက်တယ်။ငှားလိုက်မှကတလားကိုတသိန်းနဲ့ ဲတသိန်းကျော်ကျော်ရေပေါ့တသိန်းနှစ်သောက်ပေါ့တသိန်းနှစ်သောက်ပေးမယ်ဥစားအဲ့တသိန်းနှစ်သောက်ကကုတိမရသေးဘူးကျွန်တော်တို့၄လလားမသိချင်ဘူးအဲ့၄လစာစလုံးကိုဒီရော်ထဲကနေပြီးသားဒီအောက်ထားနေပြီးသားစိတ်ပြီးမှအဲ့ပိစံကိုပေးထားတယ်အေးဒီနေ့ထိမရသေးဘူးအဲ့၄လစာကိုဒီရိတ်ခါပိုင်းအားဖြင့်ပြောမယ်ဆိုရင်တော့ဆန်ရစီရဒီ၅နှစ်အောက်ကလေးငယ်တွေအတွက်နုံမုံတို့ဘာတို့ WFP တို့ USA တို့ကပေးတာရှိတယ်လို့သိရပါတယ်သို့တော်လဲအဲ့ဒါအဲ့ဒါကအကုန်ပါပဲသူတို့မှဒီမှာအလောက်ကံမရှိဘူး ဘာအခွင့်အလမ်းမှမရှိဘူးရေရှည်တို့ဘဝကိုဘယ်လိုပြန်တည်ဆောက်အောင်မလဲဆိုတာကိုတို့ဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေကြပါတယ်အထူးသဖြင့်ဒီမှာတွေ့ရတာကအရန်ငယ်တဲ့ကလေးငယ်တွေနဲ့အသက်ကြီးရွယ်ပိုင်းတွေပဲတွေ့ရပါတယ်ဆိုတော့စိုးစုံကကလေးငယ်တွေအတွက်ပညာရေးကအရန်စိုးရင်စရာရှိပါတယ်ဒီရွာထဲမှာဒီအင်ဂျင်150ရှိပေမဲ့ကလေးတွေအတွက်ကြောင်းမရှိပါဘူးဟိုဒီ၃လေးတန်းကတော့ဆောင်းမွဲဖြစ်ပြီးသွားပြီပြောပါတယ်ဒါပေမဲ့ကျန်တဲ့ဟာတွေအတွက်ဆိုလို့ချင်းဟိုးမင်းကန်ရက်ွက်အထိတော့တွားတက်ရမယ့်ဟာမျိုးဖြစ်ပါတယ် ဆိုတော့ဒီလာမယ့်မိုးရင်းမှာဆိုလို့ရှိရင်အခြေအနေကအများကြီးပိုဆိုးသွားနိုင်ပါတယ်အလောက်ကံမရှိဘဲနဲ့ဒီထက်မှနေနေရမယ့်ပြဿနာနဲ့မိုးရင်းမှာရင်ဆိုင်ရမယ့်နော်အခက်အခဲကအင်မတန်ကြီးပါတယ်။ဘာကြောင့်လဲဆိုရင်မိုးရင်းမှာဆိုရင်အင်တာတွေလည်းရေဝင်လို့ရှိလို့ရှိရင်ဒီပွားနေတဲ့မြေကြီးအောက်ကဟိုတပေနပေလောက်ပဲတူးထားတာအင်တာချင်းတွေကအကုန်လုံးရေရှမ်းပြီးတော့ဒီကလေးတွေဟာဒီထက်မှပိုပြီးဒုက္ခရောက်အောင်မှာဖြစ်ပါတယ်ခင်ဗျာ။ကြောက်ဖို့ကိုလိုလူလူရဲ့သွားအားဖားရေ